ဧပြီ16ရက်နေ့အတွက်ညနေခင်းသတင်းတွေကိုနားဆင်ရမှာပါ။စကိုင်းတိုင်းကလေးမြို့နယ်နဲ့မကွေးတိုင်းကံကောမြို့နယ်အဆက်ကစစ်ကောင်စီတပ်စခန်းတွေကို major operation စစ်ဆင်ရေးနဲ့တိုက်ခတ်ရမှာစစ်ကောင်စီတပ်စခန်း၅ခုသိမ်းပိုက်နိုင်ခဲ့ပြီးစစ်အုပ်စုကအယောက်20ဝန်းကျင်သေဆုံးကြောင်းချင်းဒေသကာကွယ်ရေးတပ် CDF KKG သတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်အဲ့ဒီစစ်စင်ရေးတစ်ခုလုံးကိုတော့ချင်းအမျိုးသားတပ်မတော် CNA ကစစ်ရေးကုတ်ကဲခဲ့တာဖြစ်ပါရဲ့ရှင် မြန်မာနှစ်သက်ကိုကာလတောင်မရှောင်ပြည်သူတွေကိုတပ်ဖြတ်နေတဲ့စစ်ကောင်ဆောင်ကိုအာဆီယံကောင်ဆောင်တွေကတွေးဆောင်ဆွေးနွေးမယ်ပေါ်များစွာအထူးစိုးရိမ်မကင်းဖြစ်မိတယ်လို့ NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေကပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့အာဆီယံကောင်ဆောင်တွေဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံမယ်လို့ပြောထားတာဖြစ်ပါတယ်ရှင်။စစ်ကောင်စီရဲ့အောင်စရာစစ်ကြောင်းနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA PDF ပူးပေါင်းတပ်တွေဟာ ကရင်ပြည်နယ်ကော့ဂရိတ်မြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဧပြီ15ရက်မနေ့ကတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့အောင်စရာစစ်ကြောင်းအထိနာခဲ့တာကြောင့်လေကြောင်းကနေအပြင်းထန်ခုခံပစ်ခတ်နေပါတယ်ရှင်။သကိုင်းငလင်ကြီးတန်းကြောင့်ကြောက်စဲမြို့ကလူနေရပ်ကွက်ထဲကိုတံပေါ်ကနေပြိုကျလာနိုင်ခြင်းများပြီးအန္တရာယ်ရှိနေတဲ့ကြောက်တစ်တာခေါ်ကြောက်တုံးကြီးကိုဖြိုမချပဲပြုပြင်ထိန်သိမ်းဖို့အာနာသိန်းစစ်ကောင်ဆောင်ကအမိန့်ပေးညွှန်ကြားထားကြောင်းသိရပါတယ်ရှင်။